ချစ်ဆိုတာလူတိုင်းတွေ့ကြုံရတာဟာလေအချစ်ဆိုတာဘဝတစ်ခုလုံးဘဝပြောင်းလဲစေနိုင်အချစ်ကြောင့်ဘဝတွေပြောင်းလဲသွားတယ်ဘဝတွေပြည့်စုံသွားတဲ့လူတွေအများကြီးရှိတယ်ကားလေးကကျွန်တော်ရဲ့လေးကားမြောက်ပေါ့နော်။ရုံတင်တာကကနှစ်ကားဖြစ်သွားပြီ။ဒီကားနဲ့ဆိုသုံးကားပေါ့နော်။လင်းကျိုင်းနေနေမှာနေနေလေ။ကောင်းငင်တက်ချင်တဲ့လူတွေကတော့ဆွဲမချဘူး။ငါတို့ရှုံပေးမှာကြောက်။လောကကြီးကငါတို့ပဲမှားနေတာ။သူ့ပဲမှန်နေသလားဆိုတော့။ဒီကားလေးကတော့ကျွန်တော်ရဲ့ ရုပ်ရှင်နေနဲ့ကျွန်တော်နောက်ဆုံးဖန်တီးထားတဲ့ကားလေးပေါ့အဲ့ဒီအတွက်လည်းကျွန်တော်အကောင်းဆုံးဖြစ်အောင်ကျွန်တော်ဖန်တီးထားရပေါ့နော်ဒီကားလေးကိုဒါ plot တရားစားဝတ္ထုနဲ့မတူတဲ့ဟာလေးတွေပါတော့ပေါ့အဲ့ဒါတော့ကျွန်တော်ကကိုမိုးနီကိုပဲကျေးဇူးတင်ရမှာပါကျွန်တော်ရဲ့စံညွှန်းရေးဆရာကြီးပေါ့ချူစီတော့ကလည်းကျွန်တော်ပထမအဦးဆုံးရုပ်ရှင်ကားချူစီတော့ကလည်းသူပဲရေးပေးတာပါစိတ်ကိုစိတ်မှန်မတည်အောင်လည်းတောင်းမိကြအောင်ကဘာရောမပိုင်ဘာမှမလုပ်အဲ့တော့ငါဘာပဲရန်ရတဲ့အာမမတွေကပြောနေမမတွေအချစ်ဘလောက် ကြမ်းလဲဆိုတာဒါဘလောက်ချစ်တယ်လဲဆိုတာဒါဒီမှာပြတာတယ်ဒါလာကြည့်မယ်မမကြီးတွေကိုလည်းဖိတ်ခေါ်တယ်ငါတို့ကဘလောက်ချစ်တယ်တယ်ငါတို့ကဘလောက်ပိတ်ဆက်ထားတယ်ဆိုတာမမကြီးတွေဘက်ကနေဒီကကျွန်တော်တို့ကရိုက်ပြတာအမှန်တကယ်တော့ကျွန်တော်ကမိန်းကလေးတွေဘက်ကဒီကောက်ကိုရိုက်ပြတာမာမင်းကိုချစ်လို့ပြရလေမင်းတို့ပြန်ချစ်ပြရတချို့စိတ်တွေကအရဆွဲလန်းစီတွေကရှိရအောင်တချို့အရာတွေက poison man တိတိနေနေ အစိမ့်မှတိတိနေတဲ့ကျွန်တော်တို့တွေကဆက်ပြီးလက်ခံနေတာအရန်ချုံဝင်နေမဲ့လေခါကြီးကကိုယ့်အတွက်အစိမ့်ဖြစ်နေတဲ့ယောက်ျားတယောက်စီကလိုချင်တာမရဘူးအစိမ့်ခတ်တာကိုဆုံးမရကိုယ်မရအချက်ဆိုတာဘဝတစ်ခုလုံးအဲ့ဒါလူတိုင်းတွေ့ကြုံရတာဟာလေအကိုလည်းတွေ့ကြုံဘူးလေအချက်ဆိုတာဘဝတစ်ခုလုံးဘဝပြောင်းလဲနေတယ် ချစ်ကြောင့်ဘဝတွေပြောင်းလဲသွားတယ်ဘဝတွေပြည့်စုံသွားတဲ့လူတွေအများကြီးရှိတယ်အချစ်ကြောင့်အရန်ကောင်းသွားတဲ့လူတွေရှိတယ်အဲ့ကြောင့်မို့အချစ်ကိုအချစ်ကဘယ်တော့မှမယိုးနိုင်ဘူးအဲ့ဒါကြီးကြောင့် guy ယုံတယ်လို့ကိုပထမဦးဆုံးချူစီယုံတယ်လို့ feeling မျိုးခံစားရတယ်ချစ်ကဒီတိုင်းရှိတယ် တချို့မိန်းကလေးတွေကချစ်တတ်တယ်အရန်ချစ်တတ်တယ်တချို့တွေမိန်းကလေးကြောအရန်ခွန့်လွတ်တတ်တယ်တချို့ယောက်ျားလေးကအရန်ချစ်တတ်တယ်ဒါပေမဲ့တချို့ယောက်ျားလေးကြောလည်းအရန်ဆိုးတယ်အခုဒီကားထဲမှာလည်းစပွန်ဆာဆိုပေမဲ့အကိုကဟိုလိုစပွန်ဆာပေးတာမဟုတ်ဘူးအဲ့လူကလုံးဝမရှိဘူးအဲ့လူမမြင်ရဘူးအကိုကအဲ့လူပြတာပဲသူရှိတယ်ဆိုတာပဲသူကသိတာဘလို့ပုံစံနဲ့ရှိနေလဲဆိုတာမသိဘူးလို့ရင်ခေါင်းထားလို့ရင်ခေါင်း ရုပ်ရှင်ဇာတ်ကားကြီးကဒီအခု28ရင်းနေပေါ့နော်28ရင်းနေဂျုံတင်တော့ပါပါဘာပြည့်တက်ကြီးအနေနဲ့ကျွန်တော်ရိုက်ကူးထားတဲ့အစိတ်ကားလေးကိုလာပြီးကြည့်ရှုကြဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဟိုလာကြည့်ပြီးသွားရင်လည်းတခုပေါ့နော်ခံစားချက်အစ်တစ်ခုကိုဟိုဘူဗီကဘယ်လိုလဲဆိုတာခံစားချက်အစ်တစ်ခုရသွားဖို့ကျွန်တော်အာမခံပါတယ်